ဒီလူဟာဖယဲသီးကိုသူ့ရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတော်တော်များများနဲ့ဖမ်းယူနိုင်တဲ့သူပါတတောင်းလက်ဂုတ်ဘူးစားတဲ့တံမှန်လူတွေမဖမ်းနိုင်တဲ့အစိတ်ပိုင်းတွေနဲ့အသုံးပြုပြီးတော့အသားအရဖမ်းထိတ်နိုင်ပါတယ်သူဘာကြောင့်ဒီလိုလုံနိုင်ရလဲဖယဲသီးဟာပော့ပါတဲ့အသည်မဟုတ်ပါဘူးအဝေးကနေပြစ်ပေးတဲ့ဖယဲသီးကိုလလွယ်နဲ့ဖမ်းဖို့ဆိုတာပုံတော်ထူးဆန်းနေပါသေးတယ် ဒါပေမဲ့ဒီလူကတော့ထူးဆန်းစွာပဲဖျဲဒီဖန်းနဲ့ပညာကိုကျွမ်းကျင်လို့နေပါတယ်။ဒါဘာကြောင့်လဲဆိုတော့ကိုခန္ဓာကိုညီမြအောင်ဟန်ချက်ထိန်းနိုင်လို့ပဲဖြစ်ပါတယ်။ဒီလိုလုံးနိုင်မှုဆိုတော့မလွယ်ပါဘူး။ကိုခန္ဓာရဲ့ဟန်ချက်ထိန်းနိုင်စွမ်းဆိုတာတော့ဘာလဲ။ကိုခန္ဓာရဲ့ဟန်ချက်ထိန်းနိုင်စွမ်းဆိုတာကတော့ခန္ဓာကိုယ်စိတ်အလိုတိုင်းထိန်းနိုင်ခြင်းပဲဖြစ်ပါတယ်။ ဒီစမ်းရည်ဟာလမ်းလျှောက်ခြင်းမှာတော့အရေးကြီးတဲ့ခန်းကဏ္ဍအနေပါဝင်နေပါတယ်။ကိုကဏ္ဍရဲ့ဟန်ချက်ထိမ့်တဲ့ဆောင်ကိုတိုးတက်စေတဲ့နည်းလမ်းတွေလည်းရှိပါတယ်။တေချာလေ့ကျင့်ရင်အကျိုးတွေအများကြီးရှိနိုင်ပါတယ်။ဟန်ချက်ထိမ့်တဲ့ဈေးမဲ့လေ့ကျင့်ခန်းတွေကတော့ယောဂ၊ထိုက်ချီ၊စသဖြင့်ဖြစ်ကြပါတယ်။ခြေထောက်နဲ့ကိုယ်အလဲဘဟုကျက်သားတွေကိုတံမာစီရဲ့လေ့ကျင့်ခန်းတွေအားလည်းအရေးပါပါတယ်။ဒီလေ့ကျင့်ခန်းတွေကိုအချိန်ချင်းလေ့ကျင့်ပြီးပြီဆိုရင်တော့အုံနောက်နဲ့ခန္ဓာကိုယ်ရဲ့ချိတ်ဆက်မှုကပိုပြီးတော့အားကောင်းလာနိုင်မှာပဲဖြစ်ပါတယ်။